ကျမတို့ဗီဒီယိုတွေရင်ဆိုင်နေရတဲ့အခက်အခဲဒုက္ခတွေကိုဘသူတွေရများကူညီဖြည့်ရှင်ပေးနေကြတယ်လို့မိကိုထုတ်မိကြမယ်ဆိုပါစို့ဒါအခုပြထားတဲ့ဒီ slide မှာတွေ့ရတဲ့အတိုင်းပဲပေါ့လေဒီကျမတို့ကောက်ထားတဲ့စတန်အရာဆိုရင်ဘသူမှမဖြည့်ရှင်ကြဘူးဆိုတော့အများဆုံးဖြည့်ထားတာတွေ့ရတယ်အခုအချင်းချင်းပဲဖိမှကူညီကြရတယ်ဒီဒါခံပရာဟိတအဖွဲတွေအရဘတ်အဖွဲစည်းတွေနောက်ဘာသာရေးအဖွဲတွေသူတို့ကလေကူနိုင်တယ်ဆိုပေမဲ့လေအင်းနဲ့အားနဲ့ကူနိုင်တာမျိုးမဟုတ်ဘူးရှင့် ပူဆိုတာက institution ရဲ့အခန်းကဏ္ဍပေါ့လေဒီစဲအစိုးရလို့ကိုကိုကိုကြွတ်ကြော်နေရဒီစစ်ကော်မရှင်အဖွဲ့တွေကသူတို့ရဲ့ကုညီနိုင်စွမ်းကလည်းအတော်လေးနေရဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒါ့အပြင်ဒီ EO လို့အဖွဲ့တွေ PDF LPDF နောက်ပြီးတော့ဒီအမျိုးသားညီအစိုးရအဖွဲ့တွေရဲ့ဒီကုညီပေးနိုင်စွမ်းကလည်းအကန့်အသတ်နဲ့ရှိနေပြန်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေမှာဒီ institution ကိုအားကိုးဖို့ဆိုတာဝေလာဝေးပေါ့လေ ဒေါ်လာကြီးမှငွေအားလူအားဖြည့်တင်းပေးရတာဒါလည်း DB သူပဲဖြစ်လာတဲ့အခက်အခဲတွေကိုခါးစည်းခံကြတာကလည်း DB သူပဲဆိုတော့ကျမတို့ပြည်သူမှပြည်သူအချင်းချင်းရှိကြတယ်ဆိုရင်တော့မှဘယ်အချိန်ကြီးများကျမတို့ရှိနိုင်ကြမလဲပေါ့လေ။နောက်ကျမတို့ပြည်သူအချင်းချင်းကိုဖို့ကယ်ဖို့ဆိုတာကလည်းတဖြည်းဖြည်းနဲ့ခက်ခဲလာကြပါတယ်။